အင်းနဝင်းနေရဲ့အင်လွှမ်းစာပရိသတ်လေးကြီးမင်္ဂလာပါနော်။ဒီတစ်ပတ်ရဲ့အင်လွှမ်းစာစီစဉ်လေးမှာတော့ရာသီစာလေးဖြစ်တဲ့အင်းဦးနဲ့ကောက်ကောက်ညွန့်လေးကြော်ပါမယ်။ပြီးရင်တော့အင်းဦးနဲ့ရန်ကျွဲရွက်ကို ဖတ်ထုတ်ကလေးချက်ပြီးတော့တင်ဆက်ကြမယ်နော်။အယုံဆုံးခြံထဲမှာရှိတဲ့ကောက်ကောက်ညွန့်လေးတွေကိုပါမယ်။ကောက်ကောက်ညွန့်ကိုအခုခူပြီးတော့အခုကြော်ပြီးတော့စားတာပို့ပြီးတော့အရသာရှိပါရဲ့နော်။အင်းဦးကခြံထဲမှာမရှိဘူးဆိုတော့ဒီမနက်ကလာရောက်နေစီးတယ်မှာဝေခဲ့ပါရဲ့ရှင်။ရန်ကျွဲရက်လေးလေးတလက်စာလေးခုမယ်နော်။ ောက်ကောက်ညွန်လေးလေးခူပြီးပါပြီ။အင်းဦးကလည်းဝယ်ပြီးပြီဆိုတော့အင်းကလေးတွေရေးစီမယ်နော်။အင်းရေစိမယ်ဆိုလို့ရှိရင်ဒီရေနဲ့က3နာရီလောက်ကြိုးပြီးတော့ရေစိမ့်ထားမယ်ဆိုလို့ရှိရင်တော့600ပို့ပြီးတော့မြင်ပါတယ်။အင်းကတော့ရေကတော်တော်လေးကိုစီးပေးရပါတယ်။ကဲရေစိပြီးပြီဆိုတော့အင်းဦးလေးလှီးပါမယ်။ အင်းဦးလေးတွေကိုကောက်ကောက်ညွန့်နဲ့လေးကြော်မယ်။ဓာကျွဲ့ရက်နဲ့လေးဖက်တော့ခင်လုပ်စားမယ်ပေါ့နော်။ဓာကျွဲ့ရက်ကိုလည်းအညာချွေးပြီးတော့ရေးစေးမယ်။ဆင်းရှိရွှင်အနက်လေးပြောင်းလို့ပါဒီစားထိထည့်ပြီးတော့နေပြပါမယ်နော်။ပြီးရင်တော့ရေစေးပြီးတော့ရေစုပ်ပါမယ်။ခပ်ပပလီလီပါမယ်။ အင်းဦးနဲ့မြစ်ကိုလည်းအစင်းသည်ပြင်ထားလိုက်ပါရဲ့ရှင်။တီးထားတဲ့တံကျွဲရွက်တွေကိုဒီစစ်တုံနေနဲ့စစ်တုံပြူထည့်ပြပါမယ်နော်။စိတ်ထားတဲ့မြစ်ကိုထည့်ပါမယ်။ပြီးရင်တော့အင်းဦးထည့်ပြီးမယ်။အရသာအနေနဲ့ကငပိနဲ့စားထည့်ပါမယ်ရှင်။ပြီးရင်စီလေးနဲ့ငယ်ထည့်မယ်။နနွေးမုံလေးနဲ့ငယ်ထည့်ပြီးတော့အရသာကြီးတမသွားမှုမြင်လိုက်ပါမယ်နော်။အရသာမြင်ကြည့်ပြီးတော့လွယ်တာရှင်ထည့်ထည့်လို့ရပါရဲ့ရှင်။နောက်ဆုံးမှာဆံမုံလေးကိုထည့်ပြီးတော့နေပြပါမယ်။ ကဲအားလုံးနဲ့ပြီဆိုလို့ရှင်တော့ဖက်ရွက်လေးတွေကိုထည့်ပြီးထုတ်လိုက်ပါမယ်နော်အလုံးထုတ်ပြီးရင်တော့ဒဲကိုအပေါက်တွေထည့်ပြီးတော့အိုးကူကပ်လိုက်ပါမယ်ရှင်။ဒံချွေးရက်ဖတ်ထုတ်ကိုအိုးကူကပ်ထားတော့မှကောက်ကောက်ညုံလေးကိုကျော်ပါမယ်နော်။စူနေတဲ့စီရဲကိုတပြားရိုက်ထားရင်ကျက်သွန်ပြူနဲ့ဒီစိတ်ထားရင်ကျက်သွန်မျိုးထည့်ပြီးပါမယ်။နင်းနေမုတ်လေးနင်းနေထည့်ပြီးတော့စီထားလိုက်ပါမယ်။ ကျွတ်တုံလေးရမွေးလာပြီဆိုမှလီးထားတဲ့အင်ကိုထည့်ပါမယ်เนาะအရသာနေနေကစာအရသာမုံနေနေနဲ့အိခမုံနေနေကိုထည့်ပါမယ်အရသာလေးပိုကောင်းလို့ခယူစီလေးပါထည့်ပြီးတော့ကြော်ပါမယ်ရှင်ဒီကအခုမှကောက်လာဆိုတော့လေလက်လက်ဆက်ဆက်နဲ့နုနေရနဲ့ရေထည့်ပြီးကြိုးစားမလို့တော့ဘောနော်နည်းနည်းရှင်းနေဆိုလို့ရှင်တော့ရေလေးလေးနဲ့ထည့်ပြီးကြိုးလို့ရပါရှင့် ကဲဒီအနေထားကြီးဆိုလို့ရှင်တော့အင်္ဂလိပ်ချက်ပါပြီ။ဒါဆိုရင်ရေးစေးထားရဲ့ကောက်ကောက်မှုတွေထည့်ပြီးတော့ကြိုပါမယ်နော်။အကောင်ညအနက်လေးကဝင်းနေရလေရှင်။ဒီလောက်ဆိုရင်တော့ကောက်ကောက်မှုတွေရချက်ပါပြီ။ဒါဆိုရင်အရသာမြင်စီပြီးတော့လိုအပ်တာတွေထည့်သေးရပါလေရှင်။မိခင်ထားတဲ့ကြံကျွေးရဖတ်ထုတ်ကင်းလေးကလည်းဒီအမိထားလို့ဆိုလို့ရှင်တော့ချက်ပါပြီရှင်။ ညဦးကောက်ကောက်ညွှန်ကြော်လေးရလေးချက်ပြီးဆိုတော့ခင်ဗျာသမင်းစားဖို့ပြင်လိုက်ပါမယ်နော်ပူပူမွေးမွေးလေးနဲ့အရန်ကိုမှစားလို့ကောင်းတယ်ညဦးကောက်ကောက်ညွှန်ကြော်လေးရဲ့တန်ကျွေးရဖတ်တော့မီကင်လေးနဲ့သမင်းစားကြပါအောင်ရှင်ဒီလိုမိုးရသည်မှာဆိုလို့ရှိရင်လေ၊ရာသီစာလေးနဲ့ထမင်းစားမယ်ဆိုလို့ရှိရင်အတိုင်းမပါနဲ့ထမင်းတော်တော်မြင်ပါရဲ့နော်။ အင်းဦးကောက်ကောက်ညွန့်ကျော်လေးရဲ့အင်းဦးတန်ကျွေးရဖတ်ထုတ်ခင်လေးကြည့်ပြီးတော့ငငယ်ရအိမ်မှာစားခဲ့ရတဲ့တမင်ဝိုင်းလေးကိုလမ်းပြချမယ်လို့မျှော်လင့်ပါတယ်။အင်းလွန်နေကြသူတွေအားလုံးလည်းအမြန်ဆုံးအိမ်ပြန်နိုင်ကြပါစေလို့အင်းလွန်စာအခွေသားရည်ရည်ဆုတောင်းပေးလိုက်ပါရှင်။